ယခုနောက်ပိုင်းဆောက်လုပ်ရေးစနစ်ကဘယ်လိုလဲ EDG စနစ်ပုံများလာတယ်တဲ့ E D G E EDG ဆိုတာပါပြီးတော့တက်ကလို့ပွဲရတဲ့လူတွေอ่ะเนาะဥပမာကျူးကျော်လို့ရတယ်เนาะ EDG တက်ကလို့ပွဲရတာအဆိုရနီးပညာကောလိပ်ပွဲရတဲ့လူတွေကွန်ပျူတာပွဲရတဲ့လူတွေเนาะအဲ့ဒါ EDG လို့ခေါ်တယ် EDG စနစ်လို့ခေါ်တယ်เนาะအမ E E ရ engineer เนาะ E D G ရဖုံကြီးเนาะ E D G ဒီမှာ X ပါရေးရဲ H O ရဲ့เนาะဒီမှာ6 6ဆိုတာမြေပုံเนาะ F ဆိုတာကတန်ယုံเนาะ E F G H ဆိုတာအစင်မြဆောက်လုပ်ရေးဖြစ်ပါမယ်เนาะ E ဆိုတာ engineer เนาะ F ဆိုတာကတန်ယုံ နော်တန်ယုံကမြေပုံအများပြည်သူနှစ်တက်ဆိုင်တက်ဆိုင်တော်မြေပုံနော်မြေပုံလန္ဒရာအဖမမြေပုံတွေရှိတယ်တန်ယုံကလူတွေအများဆုံးမြေပုံတွေဆွဲရများတယ်ပထူညက်ကြောင်ပြီးတဲ့လူတွေများတယ်ဖုံကြီးဖုံကြီးရာ G နော် H က gray တန်ယုံကရောမြေပုံထွက်လာလူလူလူစီမှတ်ကြည့်ပြမယ်နောက် CBD ကတမတိဒီဇိုင်းမှာရောက်တဲ့ တမျိုးမျိုးဒီတခြားမှုအတော့နော်တီတန်တယ်ရောက်စီလာပြီးတော့အဲ့ဒီတန်ဘီးနဲ့တင်ဖို့တော့ကို ကရိန်ကပြည်တန်အခွဲ့နော်လူနဲ့မလူနဲ့မပြင့်ဘူးသူကအများတော့အားဖြင့်ကရိန်နဲ့ပြင့်ပြီးတင်တယ်နော်အဲ့စမှာပါရတာရင်းနဲ့အနေများသွာလာခြင်းရနာခြင်းအာတိဆောက်ခြင်းဆက်နေရစီကိမ်းမှာတတ်မှတ်ခြင်းနော်တန်ရောင်းကတော့သူကဘာတွေဖယ်ရှားလိုက်ပြီးဆိုတော့မလွတ်ခင်တဲ့အဆောက်အုံတွေသူဖယ်ရှားလိုက်ပြီး ဟိုငါးပြားဆယ်ပြားတန်းအိမ်တွေသူဖယ်ရှားလိုက်ပြီเนาะငါးပြားဆယ်ပြားတန်း KR တိဆောက်တဲ့အိမ်တွေသူဖယ်မယ်ဖယ်ပြီးတော့သူတို့အထအောင်အဆောက်အုံမြင်တွေတိဆောက်အောင်ပေါ့เนาะအနုနေမှုပုံစံပြောင်းပြီးရေဥပမာဆိုဒါဆိုရင် H ဟိုဒါဆိုငါးပြားဆယ်ပြား KR ဆိုဒေါမီရက်လန်ဂျာတွေရအိမ်တွေကိုဖယ်ပြီးတော့အထမြင့်တိဆောက်နိုင်တယ်ဖြစ်ချင်းဖြစ်လာနိုင်တယ်เนาะဒါပေါ့မောင်ငံဘတ်ချမ်းမှာတယ် မောင်ငယ်ပလီဘတ်ချန်လို့ပါလို့အဲ့ဒီဘက်အိမ်တွေဖယ်ရှားပြီးတော့တန်ရုံကရောအဲ့ဒီအိမ်တွေဖယ်ရှားပြီးတော့အထက်မြေအဆောက်အဦတွေဆောက်လာနိုင်တယ်เนาะအဲ့ဆိုတော့ grain အပီနဲ့မှာမုံပီနဲ့မှာတီဆောက်ဖို့အိုးအိမ်ကျန်တာဆိုမောင်ငယ်ဘတ်ချန်မောင်ငယ်ပလီနာမှာမောင်ငယ်ပလီနာမှာဘယ်ဘတ်ချန်လဲဆိုတော့ကွင်းရက်မောင်ငယ်ကွင်းရက်ကြော်သွားလို့ဆိုရင်အဲ့ဒီဘတ်ချန်မှာအထက်မြေအိမ်ရတီဆောက်ဖို့အတွက် grain လိုတယ်ဟုတ်လား ဒီမှာသူကနေမြေနေမြေပါတာဆိုတော့အစိုးရခွင့်ပြုချက်ပါတာပွားပြီးเนาะဌာနကြီး92 92ဆိုတာလက်လက်စဝင်ကြီးဒီခွင့်ပြုချက်ပါတာပွားပြီး6ဆိုတာ gray เนาะဓာတ်ကြိုအဲဓာတ်တိုင်နေတရက် gray ကားလည်းဖြစ်နိုင်ဓာတ်တိုင်နေခြီးပြီးတော့ဓာတ်တိုင်နေခြားတဲ့ gray နဲ့ဖြစ်နိုင်တယ်သူဒီတမ်မီနီတွေခြီးပြီးတော့ခြားတဲ့ဥစ္စာလည်းဖြစ်နိုင်တယ် အဲ့တော့ကရင်ကကျုံနေတဲ့မောင်လုံးတက်လာဆိုကရင်မောင်လုံးမတက်ဘူးเนาะကရင်ကမောင်လုံးမရဘူးဒီမောင်လုံးမတက်တော့ဒီငွေစောက်ကူကိုမဟုတ်ဝယ်စားရတော့အဲစိတ်မူရစီပါเนาะအာဘာလဲဆိုတော့များတော့ဖြစ်တဲ့ယောဂတွေက O L E A N เนาะ Ocean ကပြန်လာတဲ့တင်မောဓာတွေက စိတ်ချောက်ချပြီးယူသွားနိုင်တယ်ဓာတ်တိုင်တက်တဲ့လူရစိတ်ချောက်ချပြီးယူသွားနိုင်တယ်အင်ဂျင်နီယာရအလုံးများပြီးတော့ယူသွားနိုင်တယ်မြို့ပြစီမံကိန်းရေးဆွဲတဲ့လူကအော်တိုကတ်အကြောင်းနေစဉ်းစားဖို့နေရာပစ္စည်းကြံဒီနေရာပစ္စည်းကြံစဉ်းစားရတဲ့ယူသွားနိုင်တယ်အန်ဆိုတာကတော့ဘာလဲတော့မသိဇက်ဆိုတာကတရိဆန်တရိစံရထွက်တဲ့အနှံ့ကြောင့်လည်းယူသွားနိုင်တယ်เนาะအဲစိတ်ကြံပါရေးစီယုံဆိုတာဘာလို့ပြောလဲဆိုတော့ကျွန်တော်တောက်တော့မတောက်တော့စိတ်ကြံပါရေးအကြောင်းသိခြင်းနဲ့အတွက်အဇက်အီးဆိုတာကဆိုတော့ဒါရေးပါ လေပါမြေကြောင်မှာမြေမြေကြီးကြည်နေတော့မြေကြီးအများနဲ့လှုပ်ရှားတာမြေကြီးကြည်နေပဲယူသွားနိုင်တဲ့လူတွေရှိတယ်နော် AL အဲဒါမျိုးပြစီမံကိန်းမှာလမ်းမီးတွေဒတိုင်ပြီးဆောက်တယ်ဟိုကောင်တွေကဒတိုင်တွေလာမပိုးဘူးဒါဒတိုင်တွေကျိုးသွားတဲ့ခါကျရင်လည်းယူသွားနိုင်တယ်နော်အင်ဂျင်နီယာကလည်းသူပစ္စည်းတွေမရေးပေးရေးကန်ရေးကန်ဒီဆောက်တဲ့ချက်မှာရေးမပေးသူဘူးနော်အဲကွန်ကရစ်တွေရာ ိမ်လာဆောက်သွားတယ်အဲ့မှာအင်ဂျင်နီယာရဲ့အဖေါ်ကအာနာအဖေါ်နဲ့အောင်းနဲ့အာနာမီလက်ခံယူသွားနိုင်တယ်နော်ဒါတာတော့ဒါမြေကြီးချပြီးယူသွားနိုင်တယ်မြေကြောင်မှာရေရအမြဲတမ်းလှုပ်ရှားနေတဲ့အတွက်အဲ့ဒီရေကိုကြည့်ပြီးတော့ယူသွားနိုင်တယ်နော်ဒါ ocean ocean ထဲမှာကြောက်ကြောက်လန့်ပြီးတော့မုန်တိုင်းတွေမှာကြောက်တော့ခါကျရင်ယူသွားနိုင်တယ် E ဆိုတာက engineer engineer ကရေကန်တူးတယ်ရေကန်တူးလဲဆိုတာပေးမတူဘူးဘာခေါခေါတိုင်းမိချောင်းနေလဲတွေးတယ်မိချောင်းမွေးမဲ့သူ့ကိုဆွတ်ဆွဲတယ်ရေကန်တူးရင်မိချောင်းမွေးမဲ့သူ့ဆွတ်ဆွဲတယ်သူ engineer ယူသွားနိုင်တယ်နော်အဲ့ဒါမြန်မာနိုင်ငံမှာလှုပ်ဆော့ကင်စားလို့ကောင်းတော့ဆိုတော့မကောဘူးနော်အဲ့ဒီဆောက်လုပ်ရေးလုပ်ငန်းဆိုရင်အတိုက်ခိုက်တွေများတယ်နော်အဲ့ဒါတပီနဲ့တပီနဲ့ဖွံ့ဖြိုးတူတောက်အောင်မှကြောက်တယ်လေနော်အဲ့အယူဆေးစိတ်ငြိမ်စေးလေးလိုက်တိုင်းမယ်နော် ောင်းလားဆိုတော့မကောင်းဘူးเนาะအဲမော်ဒယ်မှာချိတဲ့အိမ်တွေပူပူလေးဖြစ်တယ်ဆိုတော့အဲ့ဒါယူသွားနိုင်တယ်